အမေတရားမြတ်တို့သမီးအားလုံးမင်္ဂလာပါဗျဒီနေ့ကျွန်တော်လက်ရှိကြရေရိုက်နေတဲ့အကြောင်းလေးတွေကိုဒီနေ့ကျွန်တော်လက်ရှိနိုင်ငံရေးနဲ့ပတ်သက်ပြီးပေါ့နော်နိုင်ငံရေးဆိုတော့ကျွန်တော်လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးဒီအပြင်မှာကြရေရိုက်နေတဲ့လူမှုရေးအမျိုးသားရေးဘာညာခွင့်ကွာပေါ့ဗျာအဲ့အလေးတို့ဒီနေ့ကျွန်တော်သုံးသပ်သွားမှာဖြစ်ပါတယ်ပြီးတော့ဘလို့ဘာဖြစ်ဘလို့သုံးသပ်ရှင်လဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ဒီကျွန်တော်လက်ရှိဖြစ်နေတဲ့တော်လှန်ရေးက စစ်အာဏာရှင်တော်လှန်ရေးနော်စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့နိုင်ငံတော်လှန်ရေးဖြစ်တယ်တူတယောက်အတွက်တဖွဲ့စည်းအတွက်တော်လှန်ရေးမဟုတ်ဘူးနော်အဲ့တော့ဒီအဖွဲ့အစည်းကိုငါအကူစားပြုတယ်ဒီအဖွဲ့အစည်းအတွက်ပဲငါကလော်ဘီလုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့တော်လို့မရပါဘူးအဲ့တော့ကျွန်တော်ကကျွန်တော်လှူတဲ့ live တွေမှာဆိုကျွန်တော်လူမျိုးရိုး အမှုတရားမရှိဘူးဘာသာရေးအမှုတရားမရှိဘူးအမြင်ကိုအမြင်တိုင်းကျွန်တော်အမျိုးရှားပြတာဖြစ်တယ်အဲ့တော့ကျွန်တော် post ကိုကြည့်ချူသူတွေကလည်းသိမှာပါနော်သို့တော်လည်းနေ့စဉ်နဲ့အမျှလက်ရှိတော်လှန်ရေးမှာနော်ရှင်းရှင်းပြောမယ်ဗျာရိုက်ရိုက်လေးပြောလိုက်မယ်တော်လှန်ရေးမှာ lobby လုံးနေဆိုကလူတွေနော်ຫນွေဥတော်လှန်ရေးမှာ lobby လုံးနေတဲ့လူတွေတော်တော်အများများနေပေါ့နော်အပြင်မှာရှိတဲ့ဒီ YouTube ကနေပြီးပိုက်ဆံရှာဖွေနေတဲ့ဒီတော်လေအမေခံငွေချာသမားတွေကိုကြိုးချင်တာကလက်ရှိမြေပြင်မှာ တော်လည်းအဖွေတွေကိုယ့်ရဲ့ပေါင်းစည်းမှုနဲ့ညီညွတ်မှုနဲ့မဟာမိတ်ပြည်သားစွာတော်နေကြတယ်။အဲ့ဒီထက်ကမင်းတို့အပင်ကနေပြီးရင်ကိုယ်ငွေချရာငွေယူကျွားငွေရဖို့အတွက်ပိုက်ဆံရဖို့အတွက်တယောက်ကိုတယောက်တိုက်တူးကိုတူးထိုးနဲ့အဲ့ဒီထိုးနဲ့တဲ့နာတွေဘာဖြစ်ပါလာလဲဆိုတော့တော်လည်းကြီးကိုထိခိုက်စေတဲ့စကားလုံးတွေပါလာတယ်။နော်တော်လည်းကြီးကိုထိခိုက်စေတဲ့စကားတွေပါလာတယ်ဗျ။ဒါတွေကိုခင်ဗျားတို့ပြန်ပြီး စုံစဉ်းစားပြီးတုံးသက်ဖို့လိုတယ်။ငါ post ကိုငါဒီကောကိုတိုက်ခိုက်လိုက်လို့ဒီလူမျိုးကိုတိုက်ခိုက်လိုက်လို့ဒီအဖွဲ့စည်းကိုတိုက်ခိုက်လိုက်လို့အခြားဒီအဖွဲ့စည်းနဲ့လူမျိုးမကြိုက်တဲ့လူတွေကငါ့ကိုထောက်ခံတဲ့ comment တွေ like တွေ share တွေပေးမှဆိုမျောလင်းပြီးရင်ခင်ဗျားတို့ကပြောလိုက်တာချင်းချင်းပြောမှဆိုရင်ခင်ဗျားတို့ကဒီ YouTube ကပေးမှเนาะငွေကိုလိုချင်တော့ပြောလိုက်တာသို့တော်လေတကယ်လက်တွေ့မှာနင်းလာတော့တာကတော်လန်ရေးကြเนาะ လက်တွဲမှာတကယ်နင်းနာသွားတာဆုံချုံသွားတာတော်လန်ကြီးခမရတို့ကလေလိုင်းပုံကနေပြီးရင်ကိုချိုးအတွက်အလုံးလုံးနေတာခမရတို့ YouTube ကရတဲ့ပိုက်ဆံတွေကိုနော်ဥမာအဖျက်အလုံးလုံးကိုကိုကကအလုံးလုံးတယ်ဗျာအလုံးလုံးဒီလိုပဲ post တင်တယ်ရတဲ့ငွေကြေးကိုခမရရတဲ့ငွေကြေးအခုလုံးကိုတော်လန်တို့ခမရပေးဖူးလားဟမ်ပေးဖူးလားပေးကောပေးလိမ့်မယ်အနေချင်းတော့တချို့တချို့တော့လူတွေအားလုံးမဆိုးလို့ပါဘူးနော်ဒီတော့ဘာလို့လိုအဲ့လာလဲဆိုတော့ ကိုယ့်ရဲ့ post ကိုလူတွေကြည့်ဖို့အတွက် follower ရဖို့အတွက်နော် viewer ရဖို့အတွက်တောင်းနဲ့တယောက်အဖွဲ့အစည်းတစ်ခုတစ်ခုနော်လက်ညှိုးထိုးပြီးပြစ်တင်လာကြတယ်မိတို့လက်ညှိုးထိုးပြီးပြစ်တင်နေတဲ့အဖွဲ့အစည်းအချင်းချင်းကအောက်မှာသူ့အနေနဲ့သူမဟာမိတ်ပြတ်သားသွားနေတယ်မိတို့အပေါ်ကောက်တွေအာချောင်နေတာကိုပြောချင်တာနော်မိတို့အပေါ်ကောက်တွေဘာဖြစ်လို့အာချောင်နေကြတာလဲမိတို့ငွေချေးရဖို့အတွက်မိတို့ ဝမ်းပြေဖို့အတွက်ဝမ်းစာအတွက်လှုပ်တာနော်တော်တော်များများကတော့မသိဘူးဒီကိစ္စတွေကိုတော်တော်များများမြင်ကြတယ်ဟာ तू ကနော်ဒီတော်လိုင်းကြီးမှာဒီဟို boys ရှာစပီအလုပ်ပေးတာပေါ့နော်ဘာညာလုပ်ပေးတာထင်ကြတယ်မဟုတ်ဘူးသူတို့ကအဲ့ဒီလိုလုပ်ပြီးရင်လူအထင်ကြီးလာအောင်ရှင်းရှင်းပြောမယ်ဆိုပြဆယ်လီသဘောမျိုးပေါ့နော်ဆယ်လီပေါ့ဖြစ်လာအောင်နောက်ပြီးအဲ့ဒီလူပါ follower တွေ member တွေမြတ်လာတဲ့ရှိမှာ YouTube ရရမယ်ငွေချေးဓာတ်ကိုမျှော်ပြီးလုပ်ချနေကြတာဟာ တကယ့်တော်လိုင်းတော့လုံးတယ်တကယ့်တော်လိုင်းလုံးတဲ့လူတွေကနော်ရိုးရိုးပြောတာကျွန်တော်ကကျွန်တော်တို့စပီအောက်လုံးတဲ့လူတွေကကျွန်တော်ကိုယ်ပဲလုံးလုံးရှိတယ်ကိုယ်ပဲလုံးလုံးတယ်နော်ကိုအားရရှိမှာဒီလိုပဲပြည်သူလူထုအတွက်အဆင်ပြေမဲ့စကားလုံးတွေပြည်သူလူထုအားကြီးမဲ့စကားလုံးတွေပြည်သူလူထုနားလည်တဲ့စကားလုံးတွေကျွန်တော်ရှားပြတယ်ဒါကြောင့်ကျွန်တော်ယူကြောလည်းပတ်ဆက်မြည်ဘူး Facebook Facebook လည်းပတ်ဆက်မြည်ဘူးနော် Facebook ကျွန်တော်တို့ခွေးတဲ့9လလောက်ကနော်900ပေးတယ်ပြီးတော့ကျွန်တော်လည်း900ဆိုမနေဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဟိုလုံးလိုက်တာ မော်ဒီရှင်းတဲ့အောင်လုံးဘန်ကက်တွေပါထေးတော့မယ်ရှင်မပြန်ချိလိုက်တော့ရှင်မအောက်မှာစာလုံးစာချုပ်ပါတယ်နော်လာစင်ဂျေးစီလီဂျန်နဲ့ကိုစကိုစင်ကားချက်ပေးရမယ်ဆိုပြီး no ကျွန်တော်သူ့မလုံးမလုံးတွေးနိုင်ဘူးကျွန်တော်အဲ့ဒါလုံဆန်းတဲ့လူတွေမဟုတ်ဘူးအဲ့တော့ကျွန်တော်ရေပိုက်တာအဲ့တော့သူကျွန်တော်အခုလည်းအမြဲတမ်းစာပို့တယ်မင်းမော်ဒီရှင်းရှင်းရှောင်းလောက်ဆက်အလုပ်ပါဆက်အလုပ်ငွေပိုက်ဆက်ဆက်အလုပ်အမောင်းဆက်အလုပ်ပါဘော no ကျွန်တော်ကြိုက်ဘူးသူရတဲ့ပိုက်ဆက်နဲ့ပြတ်တပိကျွန်တော်ကျွန်တော်တရေလို့တာတော့မရှိဘူးဟာပါတော့ပြောချင်တာက ကျွန်တော်ကအဲ့လိုမျိုးရှိတယ်တချို့ဆိုဒီများသောအဖြစ်ပြောထိုင်းရောမလေးရောမှရှိတဲ့တော်တော်များများပေါ့နော်အဲ့ဒီလူတွေကအလုံးမလုံးတော့ဘူးအဲ့ဒီဟာကိုလုံးပြီးရင်သူတို့ဟာသူတို့စီးပွားရေးအတွက်သူတို့ငွေရဖို့အတွက်လုံးတာဖြစ်တယ်ဒီတော့ဘာဖြစ်လဲတဦးတယောက်ကိုထုံနေဖို့တိုက်ခတ်လိုက်ဖို့တော့သူတို့ဝယ်မလေးဘူးအဲ့ဒီတဦးတယောက်ကိုထုံနေတိုက်ခတ်လိုက်တဲ့ရှိမှာသူတို့နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေရဲ့ဂုဏ်သိက္ခာတွေဘယ်တော့ထိကြားသိမ်းသွားတယ်ဆိုတော့သူတို့မသိကြည့်ဘူးပြောရှင်းတာပြောရှင်းလိုက်ရတာနော်ဥပမာအပြည့်ကိုလက်ရှိလက်တလုံးပါပေါ့ဗျာနော် ဟောနေတဲ့ဒီအမှုပြချင်းကိစ္စနဲ့ပတ်သက်ပြီးဒီတော့ကျွန်တော်အရင်လဲပြောတယ်နိုင်ငံကအုပ်ချုပ်မှုတရားရဲ့လက်အောက်မှာနေတဲ့ကာလတစ်ချောင်းလုံးမှာအဲ့ဒီနိုင်ငံကအုပ်ချုပ်နေအစိုးရရဲ့ပြောဆိုမှုကိုညှင်းဆုံလို့မရဘူး NLD လက်ထက်မှာလဲ NLD လုတ်ခိုက်တဲ့ဒီလုတ်ခိုက်တဲ့เนาะဒီဗိုလ်ချုပ်ရုပ်ရှင်တို့เนาะပြီးဒီသူတို့ lobby ဇက်ကတွေအများကြီးရှိပါတယ်အများကြီးရှိပါတယ်เนาะရတယ် အနုပြချက်ချင်းနေစိတ်ပါစီဖြစ်စေစိတ်မပါစီဖြစ်စေငွေကြီးရုပ်ဖြစ်စေလောက်ကြတာပဲနော်ဟာအဲ့ဒီမှာဒီတော့ तू ကအသက်အသက်အသက်မဝင်ဘူး तू ကအသက်ဝင်တယ် तू လောက်တာကပြပြင်းတယ် no ခင်ဗျပြောလို့မရဘူးအဆက်ကြက်အစိစက်ကြက်ရအစွမ်းတင်ဆိုလို့ဟုတ်လားခင်ဗျပြောချင်တာကဘာလဲဆိုတော့အနုပြချက်ချင်းသမားဆိုတာသူတို့ရဲ့လောရမကာရီတာကိုပြပြင်းအောင်လောရမသူတို့ရဲ့ကာရီတာပဲနော်သူတို့ရဲ့လောရမဒါသူတို့ business သူတို့စီးပွားရေးသူတို့မိသားစုရဲ့နော် စီပေါ်ရေးပဲဒါကိုသိဖို့လိုတယ်အဲ့တော့ပြကျွန်တော်ကရှိရှောက်ရင်းနှူးတာလည်းမဟုတ်ဘူးဒီညမှာပြောချင်တာကကျွန်တော်ဒါလည်းပြောချင်တာမဟုတ်ဘူးပြောချင်ပါဘူးဒါပေမဲ့လမ်းကြုံလို့ပြောတာပါဥပမာပထမတစ်ခါနော်နေတိုးတို့မြင်းမြတ်တို့ဒီထွန်းထွန်းတို့ချူလေးတို့ဘာညာခွိကွာပေါ့ဗျာတက်လာကြတယ်နော်အဲ့ဒီမှာအဲ့ဒီမှာဆိုရင်ဘယ်လိုပြောမလဲသူတို့ကပြောချင်တာကနော်ရှင်းရှင်းပြောမယ်ဆိုရင်ဒီလို ပြဿနာဖြစ်နေတဲ့အချိန်မှာပေါ့နော်နိုင်ငံမှာအကြမ်းဖက်ဥထုတ်တယ်မှာနိုင်ငံအကြမ်းဖက်လုပ်ရတဲ့ရဲ့လုပ်ရတွေကိုအားပေးထောက်ခံတဲ့ပုံစံမျိုးမလုပ်သိဘူးဆိုပြောချင်တာတော်တော်လဲပြောချင်စိုးတွေများပြီးရင် तू လိုက်မှာ तू ရဲ့ post ပါလူကြီးများလာကိုလူမျိုးရေးပါထိလာတာတွေ့ရတယ်နော်ဒါကျွန်တော်ကျွန်တော်ခင်ဗျားတို့ကိုမဆောခါပါဘူးနော်ဆောခါစားတဲ့အကြောင်းရှိခင်ဗျားနဲ့ဒီတော့ထိတယ်အဲ့တော့ကျွန်တော်ပြောတာနေတို့ဆိုနေတို့ပြောလိုက်ဟာနေတို့နေတို့ကဘာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်တရုတ်ဆိုနေတို့အကယ်ဒမီနေတို့โอเคတိုးတော်လေအဲ့ဒီကနောက်မှာနေရဝိရမှာတခုထေးလာတယ် နော်ဗါလဲလေရခိုင်လူမျိုးနေတို့ရခိုင်လူမျိုးရှူလေးဆိုပြီးထေးလာပြီးဒီဖက်ကဒီမြင်းမြတ်တို့ထုံထုံကြတော့အသက်သိမ့်မထွက်ဘူးမြင်းမြတ်လည်းမြင်းမြတ်ပျော်လိုက်ပေါ့ဗျာအဲ့မျိုးဆိုရင်ဗမာလူမျိုးမြင်းမြတ်ဗမာလူမျိုးထုံထုံတို့ထေးလိုက်အဲ့လိုဆိုရင်ညီလူညီမလေးကြာတော့မယ်နော်အဲ့တော့အခုကအဲ့လိုမဟုတ်ဘူးခင်ဗျားတို့ကရခိုင်ဆိုတဲ့ဝါဟာတစ်ခုကိုလူတွေကစိတ်ဝင်စားမှုများတယ်ဥပမာပြောဗျာဒီခုလက်ရှိဒီတော်လိုင်းကလာမဆိုရင်အခါတက်တော်ရေဘုချုပ်ထွက်မြတ်နိုင်အခါတက်တော်ဆိုရင်ဒီငွေချာလို့အရန်ကောင်းတဲ့စကားလုံးတွေဖြစ်တယ် နော်ဒီ post ဒီ YouTube နဲ့ Facebook တွေမှာအခက်တက်တော့နဲ့ပတ်သက်တဲ့သတင်းတွေအခက်တက်တက်တော့ဂုဏ်ဆောင်နဲ့ပတ်သက်တဲ့သတင်းတွေဆိုရချင်းငွေကြာငွေချာလို့အရင်ကောဘာဖြစ်လဲလူအရင်စိတ်ဝင်စားတယ်ဘာဖြစ်လဲစိတ်ဝင်စားအောင်ထိသူကအောင်မြင်မှုရနေလို့ပဲနော်အဲ့တော့အဲ့ဒီမှာလည်းအဲ့လိုပဲနော်ဖုန်ကြီးမကြံလူမကြံကလေးသူငယ်တွေဆဲကြတယ်ဆိုကြပြောကြတယ်နော်အဲ့တော့ဒီဘက်တချို့ရခိုင်တွေကလည်းမခံနိုင်ဘူးဟိုရခိုင်ကိုလူမျိုးဆော်ကားတယ်ဆိုတော့အမေမရခိုင်လူမျိုးကိုပြောလို့ရခိုင်ဆိုတဲ့ဝါဟာကိုဆော်ကားလို့တက်လာတာနေတုကိုပြောလို့တက်လာတာမဟုတ်ဘူးခင်ဗျားသိထားပါက နော်နေတို့ကိုပြောလို့ချူလေးကိုပြောလို့ရခိုင်တက်လာတာမဟုတ်ဘူးခမယောပြောလာတဲ့စကားတွေမှာရခိုင်လူမျိုးနေတို့ဆိုရခိုင်လူမျိုးဆိုတဲ့နော်ဝါဟာစာခေါင်းကြီးကိုဆွေးထိပ်ပြီးအဲ့ဒါကြီးကိုခမယောနင်းချီပြီးပြောတာနော်အဲ့တော့ရခိုင်လူမျိုးဘုံချုံထွက်မြက်နိုင်ရခိုင်လူမျိုးဘုံချုံထွက်မြက်ခမယောတခါပဲဘုံချုံထွက်မြက်နိုင်ဘုံချုံထွက်မြက်နိုင်ပြောတယ်မဟုတ်လားနော်အခက်တက်တော့ကောက်စားအခက်တက်တော့တယ်တိုးတော့လေအမှုပြညာလည်းအဲ့လိုပဲအဲ့ဒါကိုခမယောယူပြီးကို post ကိုလူကြည့်ဖို့အတွက် ကိုပုဂ္ဂိုလ်လူစိတ်ဝင်စားဖို့အတွက်အဲလူမျိုးရဲ့အမှုတရားရှိတဲ့လူတွေရောအစားအစားကားမယ်ဟုတ်လားနေနေလက်ခေတေးလေးရှိတဲ့လူတွေရောအဲဟိုသူတို့ခင်ဗျားနှိုးဆွလိုက်တာအဲ့ဒီမှာဟုံးခရတက်လာပြီဟုတ်တာပေါ့ဟုတ်တာပေါ့ပါလာကြတယ်ကျွန်တော်ကပြောတယ်ကြီးသားသိမကြခင်လာအောင်ပါလို့အဲ့တော့ပေါ်ပါလာကြရင်တော့ပါလာကြတဲ့အချိန်မှာဒီဘကြခိုင်တချို့ကလည်းမချင်တတ်တော့ဘူးခိုင်ဆိုတော့ဝိုင်းပါလို့တဲ့ပြောကြတယ်ဒီမှာဘာဖြစ်လဲဆိုတော့အလေးမှခန့်ဖြစ်နေရတာကနော်တော်လန်ရေးအတွက်ပေါ်နေတဲ့အာခတ်တက်တော်နဲ့တဲပုံးစုတွေရဲ့ ုံတိတ်ကလည်းတဖြည်းဖြည်းကြလာခင်ဗျားတို့တော့လည်းဇလန်ကနော်ခင်ဗျားတို့ပြဿနာရှာငွေချာနေတဲ့ကိစ္စကြီးကိုဒီမှာခူတုံးခုတ်လောက်ခဲ့နေရတော်လန်ရေးဗျနော်ခင်ဗျားခူတုံးလောက်ပြီးသွားနေတာခင်ဗျားတို့ပိုက်ဆံရဖို့တခုတိုးတဲ့ခင်ဗျားတို့ဒီတော်လန်ရေးခူတုံးလုံးနေတာနော်အဲ့တော့သာမင်းအောင်လည်းကပါတယ်နိုင်ငံကိုနေဘ80ချီစစ်ကြအုပ်ချုပ်တာကိုလေမင်းတို့ကဒါပြေးတယ်မင်းတို့ပြောတယ်မင်းအောင်လည်းကောင်းမရှိမင်းတို့ချီလို့နိုင်ငံကိုအုပ်ချုပ်ထားတဲ့ခုချင်းဒီနော် မမစစ်တပ်အချင်းမစစ်တပ်မင်းတို့ထအရေးချင်းချီတော့မင်းတို့တော်လို့အခုချိန်နိုင်ငံကိုအထုတ်ထားတာချင်းလာငါပြောတာဟောအဲ့ရောရောနောက်ထပ်ထဲပြီးရှားပြလိုက်တယ်ရုပ်ဆော့အကုန်လုံးကိုအဲ့ဒီချိန်မှာမဖြစ်လဲပို့ပြီးလူမျိုးရဲ့အမုန်းတရားတက်လာတယ်ဟမ်အဖွေးစီအမုန်းတရားတက်လာတယ်ရောခါတိတခါအေးရခိုင်အလေးရောက်လာတယ်ရခိုင်တရားပြောတယ်နော်ကဲမင်းတို့အခုပြောလေမဖြစ်ကြဘူးပြောနေတောင်းတာမင်းတို့အခု မိတို့ပြောတဲ့စကားတွေကဘာလဲလဲအသက်မပါပါဘူးအသက်ပါပါတယ်ဟိုဟာဖြစ်တယ်တရားဖြစ်တယ်ဟမ်မိတို့ချောချာပြီးကိုကိုလူရဖက်ဆွေးပြီးပြောနေကြတယ်ဟုတ်လားကျွန်တော်ပြောတာအသက်ပါတယ်ဖြစ်တယ်ပါတယ်ဖြစ်စေဒါမင်းအော်လိုင်းလောက်ခဲ့တာဒါဒါသူနဲ့မဆိုင်ဘူးမင်းအော်လိုင်းနဲ့မဆိုင်တယ်မင်းဆေးချင်တယ်ဆေးစားချင်မင်းအော်လိုင်းကိုဆေးဟုတ်လားစစ်တပ်အချက်ဖက်ကိုဆေးအခုမဟုတ်ဘူးခင်ဗျာအခုတက်လာတယ်အဲ့လိုမင်းရောလည်းရောရှာပြရရှာရှိမဆိုရင်လူမျိုးရဲ့အမုံတရားနဲ့တစ်ထိပ်မှာပဏိပကတော်လိုင်းကြီးကိုပဏိပကဖြစ်သွားအောင်ရှာပြလိုက်တာ ကိုချက်ချက်အဲ့တော့အောင်မြင်သလားအောင်မြင်ဘာဖြစ်လဲ live ပေါ်မှာဘလောင်ဆူသွားတာဟမ်ဒီလေ live ပေါ်မှာပေါ့ဗျာ YouTube တော့ Facebook တွေတော့ဘလောင်ဆူသွားတာဟမ်အဲ့တော့ခင်ဗျားတို့ရဲ့ငွေကြေးရချီရေးတခုတည်းအတွက်တင်းနဲ့ခင်ဗျားတို့ဟာနော်တော်လန်ရေးကိုခူးတုံးလုံးနင်းရှည်ပြီးရင်တော်လန်ရေး speed out အမြင်ခံပြီးရင်လှုပ်ရှားနေတဲ့လှုပ်ရှားစားဖားတွေပဲဆိုတော့ကိုယ့်ကိုသိဖို့လိုတဲ့နော်အဲ့လိုအပြောမခံရှင်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ YouTube က Facebook ရတဲ့ပိုက်ဆံတွေအကုန်လုံးကို တော်လိုင်းကိုပေးတိုက်တာပြောဇန်လေးလိုက်ဖောက်ခင်ပေးမယ် right that's right ပြောပေးမယ်ခင်ဗျားတို့နော်အဲ့လိုမဝင်နဲ့စောက်လို့လည်းကိုကိုမလုပ်တော့ဘူးခင်ဗျားတို့အဲ့ဒီကငွေချာပြီးကိုကလုပ်နေတာခင်ဗျားတို့ပိုက်ဆံချာတာဘာနဲ့ချာရလဲတော်လိုင်းကိုခူးတုံးလုပ်ပြီးချာနေတာဗျနော်အဲ့တော့တပတ်ပောက်ပါတော်လိုင်းကတော်လိုင်းကိုသွားနေရမယ်လူမျိုးရဲ့ဘာသာရေးဟုတ်လားအဆုံးမရောက်ရဘူးပုဂ္ဂိုလ်စိတ်ဝါဒစိတ်မရှိရဘူး ဒါတော်လည်းရေးတခုနိုင်ငံတခုပြုပြင်ပြောင်းလဲတော့တာအဖွဲ့စစ်တခုကမဟုတ်အရင်ကားဆိုရင်ဥပကေကကချင်လွန်မြောက်ရေးတော့တော်တယ်ဟုတ်လားငါတို့ကချင်သားလွန်မြောက်ရောက်မယ်အခြားလူကငါတို့မသိဘူးကချင်မှာတိုက်ပွဲဖြစ်နေကချင်ရဲနေတယ်ကချင်မှာတိုက်ပွဲဖြစ်နေကချင်ရဲနေတယ်အဲ့လိုမျိုးတွေအဖွဲ့စစ်လိုက်နော်အခုအဲ့လိုမဟုတ်ဘူးဗမာလူမျိုးအများစုပါဝင်ဟုတ်လားဗမာတိုင်းသားအများစုအနဲ့ဟုတ်လားဖွဲ့စစ်တာပြင်ဒီတော်လည်းတခုကိုအင်အောင်နဲ့အင်းနဲ့အားနဲ့ပေါ်နေတဲ့ချိန်မှာခင်ဗျားတို့လိုလေလိုင်းပုံမှာရှိနေတဲ့ကောင်တွေကဟမ်တော်လည်းကိုခူတော်လုံးနေရှိပြီးရင် ငါပဲငါဆက်ငါပဲဆရာဆိုပုံစံတော့နေတာခင်ဗျားကဘာမှစောက်သုံးကြတဲ့လူတွေမဟုတ်ဘူးစောက်သုံးကြစရာကိုချီးကိုမချီးတာအရင်ချီးကိုမချီးတာမပြောချင်လို့သာကြီးနေတာနော်ဇယ်လေးမပြောချင်လို့သာကြီးနေခင်ဗျားတို့ကိုခင်ဗျားကဘာအရင်ချီးမှမရှိဘူးခင်ဗျားတို့တင်လိုက်တဲ့အခုဒီ2021မှာအခုဒီပိုးလေးကိုခင်ဗျားလေခင်ဗျားတို့ကိုဟုတ်လားအဖွေးစီအရာပုတ်ကိုရေးဆွေးအရာသာခင်ဗျားတို့ကိုလက်ခံပေးတာဗျာအသေးသေးချာချာပြန်စဉ်းစားကြည့်ခင်ဗျားတို့ငပေါ်ကြီးပြောနေတဲ့စကားတွေပဲရှိတယ်တော်လိုက်တော့ဘာမှအဆုံးမနေတဲ့စကားတွေမပါဘူး ော်လိုက်တဲ့ခွင်အားဖြစ်ပါစကားဖမ်းမပါဘူးခင်ဗျားတို့ပြောလားဟမ်ဥမာအားဖြင့်လက်ချစ်ဒီဦးဒီယူကျူးလို့ပါပေါ့နော်စကားပြောနေတဲ့အထွေထင်းမှာနော်တယောက်ပဲရှိတဲ့လူမျိုးချင်းမတိုက်ခိုက်မလားဒီသွားနေတာကက်တင်ဇင်းရောနော်အဲ့ဒီအကောက်ပဲရှိနေနဲ့မင်းဘူးကြားလိုက်မကြောက်ကြသူပို့စလို့ကြောင်ကြောင်ညတ်တော့ဘူးလေအခုချိန်နေသူလူမျိုးရဲ့ဘာမှမပါဘူးစစ်တပ်နဲ့ပတ်သက်တဲ့တော်လိုင်းနဲ့ပတ်သက်တဲ့ဟုတ်လားဆုံးဖြတ်ဆွေးနွေးချက်တွေ ဒီသူရဲ့သုံးသက်ချက်တွေဓာတ်တွေကိုရှာပြတယ်ပဲကျန်တဲ့ကုတ်တွေကုတ်တွေကျွန်တော်ကြည့်ဖူးပါတယ်ဟမ်ဥမာမြောက်ဦးဒီမှာမျိုးသိတိုက်ပွဲဖြစ်ပြီဟာမြောက်ဦးဒီမှာမျိုးသိတိုက်ပွဲဖြစ်ပြီတေပေါင်းစုနဲ့ကင်ယူနဲ့ဒီဟိုနဲ့ဖြစ်ပြီစကားစနဲ့ဖြစ်ပြီတေပေါင်းစုနဲ့လုံးနေပြီပါသူနဲ့သူပါအဲ့အဲ့ဒီချိန်မှာမြောက်ဦးဒီကိုတေပေါင်းစုကနေနေထိချုပ်ထားတယ်ဆိုတော့အဲ့တော့တော့ပြီလဲ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 ပြချစ်လန့်ပြတယ်ကိုကိုဟဲ့ကိုထန်ပြတယ်သူပဲပါတယ်လို့ပါလို့လို့အဲ့ဒီ post တွေကိုလူတွေပို့ပြီးဟုတ်လားဒီ viewer ဖြစ်လာတယ်ကြီးတချို့လာကြတယ်အဲ့ဒါသူကငွေကြေးရလာတယ်ဒီလိုသွားစားတာခင်ဗျားတို့တော်လိုင်းတော့ဘာမှမပါဘူးကျွန်တော်ချင်းဘာမှမပါဘူးဥပမာရခိုင်မှာတိုက်ဝဲဖြစ်တယ်ဟုတ်လားဥမာစံတွေးကိုသိမ့်တယ်အဲ့ဒီကနော်မုတ်ချိုးလေးတိုက်ကိုအချစ်ချစ်တိုက်နေတဲ့ချိန်ကျွန်တော်ကောကသိတယ်ကိုဖတ်ဘလော့ထိခိုင်းနေတာပြီလေစကားစဘလော့ထိကြဆုံးတော့ပြီကျွန်တော်သိနေတယ်ပြောငိမ့်နေတာဒါလေးကြည့်နေဘာလို့ကိုမရင်းနေလူငွေတွေရှိတယ်ရင်းနေတဲ့ပေါင်းသိမ့်တွေရှိတယ်သိနေရတယ်ဒီလေအာအဲ့ဒီချိန်မှာလေဟုတ်လား ဟာဒီမုံထလေးရေတဲ့မှာချစ်ချက်ဖြစ်နေတယ်ဆက်ဆက်ကနေပြီးလက်ရတကြီးနေတာချစ်ချက်ဖြစ်နေတယ်အေးအေးချားဆုံးနေတယ်ဟာဒီဘက်ကအေးအေးဝင်တိုက်ပိုက်ပြီးတွင်းနဲ့လွှင့်တာလွှင့်တာအဲ့ဒီမှာဒီကလေးချစ်တယ်အဲ့ဒီကဘာဘာတော်နေရေးအတွက်ဥပအရခတ်တော်တဲ့ဘာစိတ်ခွန်အားဖြစ်မစကားပါလဲဘာပါဘူးဘာမပါဘူးသူများပို့စတဲ့ကိုကိုကို ပုဂ္ဂိုလ်စေးဝါတော်စေးမရှိဘဲနဲ့ခင်ဗျားတို့သိတဲ့နောက်ထောက်ကြည့်လို့ရှိရင်အခုဒီ YouTube လို့ဆိုတော့ပြောနေတဲ့လူတရားမှာကိုစေးချေရောက်တော့လည်းဒီ YouTube နဲ့ Facebook ပြောနေတဲ့လူတွေအားတကတော်လိုင်းရဲ့လုံးဝခွန် option စကားတွေမပါဘူးတော်လိုင်းရဲ့မှာဥမာ PDF လူငယ်တွေကစကားဆောက်သိမ်းတော့ပြီဖမ်းတော့ပြီဆိုလို့ရှိရင်တိုက်ပွဲဖြစ်လို့ဖမ်းတော့ပြီဆိုလို့ရှိရင်အဲ့ဒါကိုတင်ပြအတင်ပြီး PDF လူငယ်တွေနဲ့အင်တာဗျူးကြမယ်ဟိုအားလုံးဒီလောက်ပဲဟမ်တကယ်မြန်မာတကယ်လက်ရှိတော်လိုင်းကိုထောက်ပို့လုပ်နေတဲ့အမျိုးသမီးတွေရှိတယ်ဥမာ ဒီအော်စီကမမိုးလို့ကရင်မျိုးသမီးတွေတချို့တချို့ရှိတယ်နားပြီးတော့ပြောတော့သူကတော့ပကယ်ကိုဆယ်လီအကြီးစားဆိုတော့နားမထုတ်ပြောတာကျန်ရတယ်မပြောတော့ဘူးလောက်တာနေရှိတယ်တချို့ရတော့အဲ့လိုမဟုတ်ဘူးဟမ်ကိုကျိုးအတွက်ရှာပြီးခင်ဗျားလုံးနေကြတာဖြစ်တယ်အဲ့တော့ခင်ဗျားတို့တိုက်ခိုက်ချင်းပဲတောင်းတယောက်တိုက်ခိုက်ပြီဆိုခင်ဗျားပုဂ္ဂိုလ်ကြီးကတိုက်ခိုက်အဖွေးစစ်တွေဂုံးစင်တဲ့မတိုက်ခိုက်ကြနဲ့နော်အဖွေးစစ်တွေဂုံးစင်တဲ့မတိုက်ခိုက်ကြနဲ့အခုကခင်ဗျားတို့ကအဖွေးစစ်တွေဂုံးစင်တက်ပြီးမသိပဲခင်ဗျားတို့ကအဖွေးစစ်ကိုစားပြုလို့လို့လို့ဟုတ်လား အဖွဲ့စည်းရဲ့ကိုစားစကားပြောခွင့်ရတယ်လို့လို့လုပ်ပြီးရင်ဝင်ငွေချာနေလူတွေအချက်သက်ခါချိပါခမောက်ပြောနေတဲ့ကြော်မျိုးမင်းတို့ကြော်ဆိုးဦးတို့เนาะအဲ့ဒီယူနီယံတည်ထိုင်တဲ့အကောင့်တွေနိုင်ပြီးတော့ကြော်မသိပွဲကုန်ကုန်เนาะဒီသဇင်ဦးတို့လို့ခမောက်ပြောတာအချက်တရားချိပါဘာဖြစ်ပါညာဖြစ်ပါပြောကြတာခမောက်တို့ကိုယ်တိုင်အချက်တရားချိဖို့လိုတယ်သူတို့လည်းသူတို့ထောက်ခံတဲ့အဖွဲ့စည်းကိုသူတို့ကအားပေးတာသူတို့ပြောတဲ့စကားတွေမှာတော့သူတို့အဖွဲ့စည်းတွေအားဖြစ်မဲ့စကားတွေအများကြီးပါတယ်เนาะ ခုလက်ရှိခင်ဗျားတို့ပြောနေစကားထိမှာတော်နေအတွက်အားဖြစ်မှာစကားမပါဘူးနော်တိုက်ဝေးပြတော့နိုင်တယ်အဲနိုင်တယ်ကိုအာဓာတ်ပုံနဲ့ယူပြီးဟာနေနေတော့ဘလို့ရှားလိုက်တယ်စကားစဘလို့သေသွားတယ်စကားလဲနေတယ်ဘလို့တော်နေဟုတ်တော်နေရဲ့ဟုတ်လားဒီအခုလက်ရှိချိန်မှာဒီတော်နေဒီဖွဲ့စည်းရဥမာပေါ့ဗျာဥမာနဲ့ဟွာဆိုတော့ဒီဘုန်းကဥဖွဲ့စည်းတော့ဥမာပြောပြတာနော်ဟာဘုန်းကဥဖွဲ့စည်းဘေးယူမိပါစကားစကိုချုပ်လိုက်တာစကားစဘင်းနဲ့သေသွားလဲနေဘလို့ဖဲမိတယ်ဒါပဲဘာမှမပါဘူးဟာ ဘုဘိုက်ခရဲ့ပွဲဟုတ်လားအညာဒေသမှာဘလို့ရှင်းမလိုက်တာတီတာယူမှာဖွဲ့ပြေးသွားတယ်ဒါပဲဘာမှမပါဘူးဟင်ကဲရိုတဲ့ပုံစုဟုတ်လားအခုဒီထိုင်းနေစားပြမျိုးတစ်မျိုးသိမ့်လိုက်တယ်လည်းနဲ့ခဲဖမ်းမိတယ်ဒါပဲဘတ်ပါလဲတုံနိုင်တော့ခွင်အဖြစ်ပဲစကားဘာစကားပါလဲဟမ်ကိုယ်လည်းပေးဆက်ရတဲ့လူငယ်တွေရဲ့မိဘသူတို့ကခမောက်ခွင်အဖြစ်ပဲစကားလေးပါလား ညာညာပြန်စဉ်းစားအဲ့ကြောင်ငါတော့တဲ့လူတွေကျွန်တော်ပြောပြည်သူလူထုတော့ပြပါပဲဆိုစေးရဲကျွန်တော်ကျွန်တော်မြန်မာနဲ့ကဘာမှာကျွန်တော်တခုရှိတယ်ကဘာလုံးကမြန်မာနိုင်ငံလူတွေကလည်းစေးရဲဒီနိုင်ငံရေးစေးရဲအာယုံဆိုင်စုဆိုင်မှုအများဆုံးပဲကျွန်တော်နဲ့နေတဲ့ဒီအဖြူတဲ့အမေတွေပေါ့နော်မက္ဆီကိုတွေကျွန်တော်မိတ်ကျနိုင်ငံရေးကြောက်တွေဒီအမေရိကန်နိုင်ငံကြောက်တွေကိုနားမလည်ဘူးတိတော့ဘူးကျွန်တော်တို့သူဖက်ပို့သေးသေးတယ်အခုဗန်နီဇူလာနဲ့အမေရိကန်နဲ့ဟိုကပြဿနာဖြစ်နေတယ်ဘာဖြစ်နေတယ်တခေါ်တွေမသိဘူးအပြောချင်တာကျွန်တော်မြန်မာနိုင်ငံကတည်းကနိုင်ငံရေးလူမှုတွေစိတ်ဝင်စားအကောင်အာအကောင်တယ် အဲ့တော့အဲ့ဒါကိုခွင့်အောင်ယူပြီးရင်ခင်ဗျာ YouTube ကငွေရှာတာပိုက်ဆံရှာတာလုပ်ပါတိုးတော်လဲမြေပြင်မှာသွားနေတဲ့မဟာမိတ်အဖွေတွေရဲ့တဖွေနဲ့တဖွေနော်အဖွေထိမှာကောက်စုပ်ဝိတ်တယ်ဘာမှဖြစ်မလဲအောက်လက်အောက်ငွေသားတွေမှာလည်းအဲ့လိုအဆွမ်းရောက်လေးတွေပါတယ်နော်ဒီမျိုးရဆွမ်းရောက်လေးရှိတယ်အဲ့တော့အဲ့ဒါလေးကြီးပြီးရင်အချင်းချင်းပြဿနာဖြစ်တော့ပြီဆိုလို့ရှိရင်အောက်ခေမှာဖြစ်ရင်အပေါ်ဘက်လည်းမကောင်းဘူးဒါဘာဖြစ်လို့လဲခင်ဗျားတို့ရဲ့မစင်မချင်းပြောဆိုနေမှုကြောင့်လို့ကျွန်တော်မြင်တယ်အဲ့တော့စကားကိုစင်စင်ကြပါပြောဆိုကြကြပါနော် တူဦးတစ်ခုကိုတိုက်ခိုက်တော့မယ်ဆိုလို့ရှိရင်အဲ့တခုရဲ့ပတ်သက်ရာကိုကြည့်ကျွန်တော်ပြောတာကနေတိုးကိုတိုက်ခိုက်မယ်ဆိုလို့ရှိရင်နေတိုးနဲ့ပတ်သက်တာကိုတိုက်ခိုက်နေတိုးလူမျိုးရေးကိုတိုက်ခိုက်နဲ့လူမျိုးရေးပါတော့ပြီဆိုလို့ရှိရင်ဒါဟာကောက်တဲ့အလုပ်ရမှာမဟုတ်ဘူးအခုလူမျိုးရေးပါတော့လို့အခုခင်ဗျအများကြီးထားလာတယ်ဟမ်သူတို့ကပုံနေတဲ့အလန်ချန်လေးလောက်နော်အလန်ချန်လေးလောက်လာတယ်ခင်ဗျားတို့ပုံတင်စေတယ်ညတို့ကိုဟလာဘွိုက်ကလုံးမလားပုံတင်စေတယ်ခိုင်လူမျိုးဘာဖြစ်တယ်ညာဖြစ်တယ်ခိုင်ပြီးတော့တော့ခွင့်မရဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဟလာပြောကြတယ် ဲ့ဒီတော့တချို့ကထင်မယ်အာရခိုင်ရခိုင်နေတို့ပြောလို့ရခိုင်နားတယ်ဆိုတော့ကျွန်တော်ကျွန်တော်ရှေ့မှာပြောပြောပြီးရခိုင်လူမျိုးကိုညာနေတို့ပြောလို့မဟုတ်ဘူးရခိုင်ဆိုလူမျိုးကိုပြောလို့နားတာရခိုင်နေတို့နေတို့ကိုပြောနေတို့အဖေအမေခမညာကြိုက်တယ်လို့ပြောကျွန်တော်မနားဘူးနားစရာလည်းအကြောင်းမရှိဘူးချိုးလေးကြိုက်တယ်လို့ပြောကျွန်တော်နားစရာလည်းအကြောင်းမရှိဘူးနော်ဒါလေးကိုခမညာသိဖို့လေအခုအဲ့ဒါကြောင့်မင်းကလည်းပါတယ်ဆိုတာနားသလှဲလေးလို့ပြီးရှာပြရော့နောက်ထပ်တော့လူငါးစီလောက်မင်းတို့ဘာပြောရှင်လဲ အဲ့ဒီအဲ့ဒီမှာဒီဖက်ကရခိုင်တရားဒီကောင်ကိုဆဲမလားဆိုပြီးပြောတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောတယ်ကျွန်တော် positive positive မှာကြီးနေလူမျိုးတွေနော်မိတ်ဆွေတွေရခိုင်ပြည်မှာမပြည့်မဲ့အခုတက်လာအခြားလာပြေးလာတဲ့မင်းတို့လည်းစစ်တပ်ချပြတဲ့နော်ဒီတရုတ်စတွေကိုသူအဆင်စရာလည်းမလိုဝေဖန်စရာလည်းမလိုဘာပဲဆိုသူတို့ကအနုပညာဖြစ်တယ်စစ်စက်ချရအယုတ်ထင်ဆိုသူတို့အပေါ်ကနေပြီးနိုင်ငံကောက်ဆောင်တွေကခိုက်တယ်ဆိုလို့လိုရတယ်နိုင်ငံကအုပ်ချုပ်ထားတာသူတို့ကခင်ဗျားတို့ကမဟုတ်ဘူးလို့ဆက်မဆက်မလို့မရဘူးမင်းတို့လည်းနိုင်ငံကောက်ဆောင်မဟုတ်ဘူးလို့ဘေကောက်ပြောတယ် ဘေကောက်ပြောလဲအဲ့ဒါပြောတဲ့ကောင်ဆောက်ယူပဲဘာဖြစ်လဲနိုင်ငံကောင်ဆောက်ဖြစ်လို့နိုင်ငံကောင်အုပ်ချုပ်ထားတာလေဟုတ်လားဒီကမ္ဘာလုံးနဲ့ဆက်သွင်းနေတာအာအမေရိကန်ကဘာမှမကြိုက်ဘူးဆိုတော့အမေရိကန်တန်ရုံးကဘာမှပြပါရှိတယ်မင်းအုပ်နဲ့ဆက်ဆံနေရတယ်နော်ဒီလောက်ဆိုကိုလူတွေဘောက်ပေါက်လိုက်တော့ကျွန်တော်အလုပ်တော့သာရှိတယ်အဲ့တော့ဒီနားနေပြီထပ်ပြောလိုက်ဆိုပြောချင်တာကခင်ဗျားတို့ရမစင်မချင်းပြောဆုံးနေမှုနော်ဒီငွေကြေးကိုဟုတ်လားဒီရှင်းရှင်းပြောမယ်ဆိုရင်အလာအလကဟာတာ အလဟတ်တဲ့ပုံပြရလကားလို့ရှင်တဲ့စိတ်တွေကြောင့် live ပေါ်မှာထထပြောတဲ့ကိစ္စတွေမှာခင်ဗျားတို့ကြောင်ခင်ဗျားတို့ကြောင့်တော်လည်းရထိခိုက်နေတာမဖြစ်ပါစေနဲ့ကျွန်တော်ဆုတောင်းပေးတယ်နော်ဒါဆိုခင်ဗျားတပတ်ပါဖို့လုပ်တယ်ကျွန်တော်ကခေါင်းစဉ်တက်ပြီးဘသူဘသူမပြောပြောချင်တာပြောလိုက်အကုန်လုံးရတယ်အကုန်လုံးရတယ်ပြောလိုက်လို့ရှင်မပြောပါဘူးကျွန်တော်နဲ့မတူဘူးတန်တူတော်လို့မရဘူးကျွန်တော်တို့က ကိုယ်နိုင်ငံအတွက်လွှဲမြောက်ဖို့အတွက်ကိုယ်နောက်နိုင်ငံမဖြစ်နေတာတော်လန်ရေးကိုတော်လန်ရေးလို့ပဲမြင်တယ်ကျွန်တော်။တော်လန်ရေးအဖို့အတွက်အသက်သေးတွေဘယ်လိုပေးဆရလဲပြည်သူလူထုတွေဘလောက်ထိနင်းနာသွားပြီလဲအဲ့လိုပဲတော်လန်ရေးဖွင့်တယ်ဘလောက်ထိနင်းနာသွားပြီလဲရှေ့ပြက်လက်ပြက်သေဆုံးမှုဟလာငွေကြေးဘလောက်ထိလိုအပ်တယ်လဲဆိုတော့ကျွန်တော်ဒါကိုပဲကျွန်တော်စဉ်းစားပြတာ။အဲ့တော့တော်လန်ဖြစ်မှာဥမာကြီးကိုက်သေဆုံးတာတော်လန်ရေးရေးပေါ်လေးလေဟလာရေးမေးတယ်အဲ့လိုပဲပြည်သူလူထုကိုကျွန်တော်ခွင့်အားပေးတာ။ဟလာပူနဲ့တရှင်ကြရဲ့စေရနဲ့ချက်လွတ်မှုဖြစ်ခင်ဗျားတို့အတွက် ဟုတ်လားသူရဲကောဆိုတာကြည့်ပါဟုတ်လားကပြင်းထိုးစရာမလိုချီးပီးသားဒါလိုမျိုးကျွန်တော်ခွင့်အားပေးတာခင်ဗျားတို့အဲ့ဒါစကားတွေပြောဖို့ပြောနေဟမ်အဲ့ဒီစကားပြောမှတော့ခင်ဗျားမေးနေတာမေးတာမဟုတ်ဘူးသိတော့မသိလားမသိဘူးနော်သိတော့မသိလားမသိဘူးခင်ဗျားအဲ့ဒီစကားတွေကိုအဲ့တော့ဒီနေ့မှနောက်ဆုံးကျွန်တော်ဆုံးဒီ post ကခင်ဗျားတို့ပြောချင်တာကမိမိကိုဂျိုးစီပေါ်ရေးတစ်ခုအတွက်နဲ့နော်မြေပြင်မှာလုံးသွားတော့လာလှုပ်ချနေတဲ့ဖွေးစီတွေရဲ့ဂုံတိတ်ခါတွေကိုရိုက်မချို့ဘူးနော်နင်းပြီးအထုတ်မချဖို့ အကုန်လုံးကိုခင်ဗျားတို့ကိုတတိပိမြတ်တရားခင်ရှင်တယ်ရှားပါငွေကြီးချက်ကိုဟာကိုရှားလို့ရတယ်သို့တော်လည်းအဖွဲ့စည်းတည်းရဲ့ဂုဏ်သိက္ခာကိုရချိုးမှတ်ရှားမယ်ဆိုရင်ကောက်တက်လို့ရတယ်မဟုတ်ဘူးเนาะအဲကြောင့်ဒီနေရာမှာကျွန်တော်ပြောပြပါဘူးဒါပေမဲ့တမနေ့နှစ်မိနစ်လောက်ပြောလိုက်ဦးမယ်ဟုတ်လားဒီကြော်စိုးလင်းဆိုတဲ့ပေါ့เนาะဒီရိုဟင်ဂျာအမိခံဘင်္ဂလီအဲ့ကောဘင်္ဂလီလည်းမဟုတ်ဘူးကမန်ကမန်ဇက်ပေါ့ဗျာသူကကမန်နဲ့ဘင်္ဂလီနဲ့ဆက်တယ်လို့ပြောကြပြောကြတာပေါ့ကြောက်ဖြူနေပိုင်းကလည်းပြောတယ် ဲ့တော့အဲ့ကောင်ကဘာဖြစ်လဲသူကသူ့မှာခုနပြောသလိုပေါ့ငွေအလုံးလောက်ကိမလို့ငွေချေးရဖို့အတွက်အဲ့လိုနှာမေလိန်တွေနဲ့နော်နှာမေလိန်ဘင်္ဂလီတွေနဲ့ပြည်ပမှာရှိနှာမေလိန်ဘင်္ဂလီတွေနဲ့ဒီဘာမှမဖြစ်ဘူးဟောပေါ့ဗျာကျွန်တော်တို့ဒီဟောဟောကျွန်တော်ဘယ်လိုပြောရမလဲဆွေလေးပွေးလေးပေါ့နော်ဒီပိတ်တွေပေါ့အဲ့လိုလုတ်ပြီးရင်သူကနှာမေလိန်တွေနဲ့ခေါင်းစဉ်တဲပြီးရင်ငွေချာလူဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ပေါ်လာပြီးပြောတယ်ကိုယ်အဲ့အဲ့ကောင်တွန်းနေနေစပီယောလုတ်ပေးပါ ျွန်တော်ဘာလို့လုံးချင်ပါဘူးဒါပေမဲ့တနေ့နေ့ထိချာလောက်ောက်လုံးလိမ့်မယ်ဒါပေမဲ့ပြောချင်တာကဒီကောင်ကလုံးစရာကိုမလိုတဲ့ကောင်ဘာဖြစ်လို့လဲမြန်မာနိုင်ငံတတဝဲလုံးမှာရှိမြန်မာနိုင်ငံလုံးမှာရှိတဲ့မြန်မာနိုင်ငံတိုင်းရင်းသားဗမာတိုင်းရင်းသားပေါ့တိုင်းရင်းသားအလုံးတွေကဒီနှာမေးလိန်ကိုလက်ခံထားတာမဟုတ်ဘူးအဲ့ဒီတော့နှာမေးလိန်ကိုဥတည်ပြီးသွားပြီးလုံးနေတဲ့အဖွေးစီတိုင်းကိုလူတိုင်းကိုမြန်မာနိုင်ငံသားတွေကကုန်ရထိထားတာမဟုတ်ဘူးနော်အဲ့တော့အဲ့ဒီကြော်စိုးလင်းလို့ခေါ်နေတဲ့နော်ဒီရခိုင်တောက်ဖြူကကမန်ဘင်္ဂလီဇက်အဲ့ကောင်ကဘာဖြစ်လဲ အလုံးကိုလက်ကျောတော့အောင်မလုပ်ချင်ပြင်းနေငွေကိုလက်ရသလိုရှိနေတွင်းနေအခုလက်ရှိ sensitive ဖြစ်နေပေါ့ဗျာဖြစ်နေတဲ့အဲ့နှာမေပေါ့အဲ့ဒီနှာမေလင်ကိုခေါင်းစဉ်တက်ပြီးတော့ငွေချာနာဖြစ်တယ်အဲ့တော့ခွေရခွေပါပဲနော်ခွေရခွေပါပဲဘလောက်ပဲ elevation ပဲဖြစ်ဖြစ်ဘာကဝဲဖြစ်ဖြစ်ဟုတ်လားလန်တူညံပဲဘာပဲဖြစ်ဖြစ်နိုင်ငံချက်မှာမိကဲမှာခွေကိုအင်ဂျင်ပုတ်ပြီးတဲ့ဝက်ဟုတ်လား မျက်မှန်တွေတက်အုပ်ထုတွေစောက်ပြီးလမ်းခေါ်သွားတယ်ဟာလူတက်ကြတာဟာကြီးကောက်လိုက်တာတိုးတော်လဲအဲ့ခွေးကြီးလိုက်လေဖက်ထောက်ပြီးသွားနေတာပဲခွေးရခွေးပါပဲအဲ့ဒါမင်းဘလို့ပဲမင်းကနော်ကြော်စောလင်းအမေရိကန်အဲ့ဒီကောက်ကဘလို့ပဲဘင်္ဂလီပေါ့နော်ဘလို့ကအမေရိကန်ခင်ပြီးရင်ရခိုင်အမေရိကန်ပြီးမင်းလုံးနေပြီမင်းဟာလာဘင်္ဂလီအဆွမ်းရောက်နေပေါက်ပြီးရင်နိုင်ငံကိုဖျက်ဆီးဖို့အတွက်လုံးနေတယ်ဆိုတော့ငါသိတယ်နော်ချင်းချင်းပြောမယ်ကွာတိုက်မတူလို့ပြောချင်ဘူးနော် အောက်တန်းစားဟာအောက်တန်းစားအောက်တန်းစားတယောက်ကိုသွားပြောခင်းအဖြစ်လဲကိုလည်းနင်းနာတယ်မဖြစ်သလားအောက်တန်းစားကိုပြောရတာတော့နင်းနာတာမရှိဘူးဒီပစားတွေနော်အမှန်တရားမဟုတ်ဖြစ်လို့တာကျွန်တော်ကချက်တင်ပြောရတာအဲ့ဒီအောက်တန်းစားကိုပြောချင်တယ်မဟုတ်ဘူးအဲ့ကြောင့်အမှန်တရားကိုသိသိချင်းလို့ဒီအောက်တန်းစားကိုတနေ့တစ်ချိန်မှာကျွန်တော်ပြောပါဦးမယ်နော်အခုတော့တော့တော်လိုင်းမှာရှိတဲ့ထိုင်းမလေးမှာရှိတဲ့နော်တခဲလူမျိုးပါဝင်အဲ့လိုဗမာလူမျိုးတွေအစားအလုံးညီကုန်မုံနှမတွေတော်လိုင်းကြီးကိုနော် ။ဘာပဲဆိုဆိုတော်လန်ကစိတ်ဝင်စားပြီးကုညီဆောင်ရွက်ပြည်ထောင်လူများတွေနဲ့ခမရတို့ကြောင့်တော်လန်ရဲ့မြေပြင်မှာမြေပြင်မှာတော်နေတဲ့နော်တော်လန်တဲပုတ်စုအဖွဲ့စည်းတွေရဲ့နော်အထင်းမှာစိတ်အနောက်ကြီးချဲလေးတွေမဖြစ်ဖို့အရေးကြီးတယ်။အဲကြောင့်ခမရတို့လုံနေတဲ့ကြောဆုံနေတဲ့စကားတွေကျွန်တော်မကန့်ကွက်ဘူး။ခမရတို့ပြောပိုက်ခွင့်ရှိတယ်။တိုးတော်လဲနော်အဖွဲ့စည်းကိုနင်းပြီးလူမျိုးတစ်မျိုးကိုနင်းပြီးနော်တိုက်ခိုက်တဲ့လုံရက်တွေပြောဆိုချက်တွေကိုချောက်ချဖို့ကြံပေးခြင်းတယ်။နော်ခေါင်းစဉ်တဲလို့မပြောချင်ဘူး။